ဒီမှာဥရောပမှာဖလဲဝင်ဖလဲခွင့်ရောင်းရကုန်နေပါတယ်။အမင်းရဲ့မြင့်ရဲ့စာယူခေါ်နေတယ်ဗျာ။ဒါနဲ့တော့ဒီမင်းရဲ့မြန်မာမြန်မာလိုပြောလို့ပြောလို့မလား။လာနေကြပါဦး။ဟုတ်ကဲ့အပ်ပါရဲ့ဗျာ။အပ်သွားတယ်။ပြောအရာပြောအရှိရအရာလဲသွားတယ်ဗျာ။ပြောဘေးရင်ရတဲ့အပေါ်ကခွီသွားတယ်ဗျာ။စစ်ရှိနေမှာပါဗျာ။ဒီမူရယ်အရာကြီးရတော့ကျွန်တော်ဝေးပေါ့ပဲ60ရာ80ကျုံးမှာမြေထိုင်ပါတယ် အဲ့မှာယာယီကျွန်တော်ခေါ်လို့မရရရည်ကြမ်းနဲ့ထူးမြင့်ချက်ကိုလာပြပါမယ်ကျော်တဲ့အိမ်မှာအလုံးကြီးရအလန်းရှိဆက်ဆက်ရှင်ဝင်နေရအကြံလေးအကြံလေးတော့မဖျားရှိဘူးပြည်ပြည်နဲ့အရာအရာကျွန်တော်ရဲ့ပြူကြသွားလားအဲ့ချက်တော့ဘာမှလည်းညီမပြူကြကြခင်ဗျာအပေါ်မှာဖျားရှိရင်သမီးလေးနဲ့ညီမလည်းပဲညီအောင်ဆက်ရှိအမျိုးသားပလီသွားလား အချိန်မှာတိုက်ကပြူကြဆိုအောက်နှစ်ထက်ဝင်သွားတာကျွန်တော်တို့အဲ့လိုသမင်းတို့ပြောပြီးပေးတာလို့ပေါ့နော်ဘာညိုအဲ့လိုမျိုးပေါ့ပစံမလေးရဲ့မြက်ကတော့ဥပင်းတပါတရားကို2000 2000လာပြီးတယ်ကျွန်တော်တို့ကျွန်တော်တို့ဘာမှသိမရဘူးကျွန်တော်တို့ကလည်းအိမ်ဝဲရတော့အဲ့လိုမတောင်းရဘူးပေါ့နော်အဲ့ကိုအိမ်ပြတာကအကျကျဖြစ်လို့လာနေရတယ်။ဒီတော့အိမ်ပြမှာတင်လို့ရဖို့ဘာမှမရလိုက်ဘူး။ ဒီရက်ကအိမ်ရေးဆောက်အောင်ပေါ့နော်။ငမပေါ်အိမ်ဆိုတော့အိမ်ရ။ဆောက်တော့၆တော့၆တက်တက်ကနှစ်ထက်ကဝင်သွားကြ။ဘာလို့နေဘာလို့ယောက်ျားလက်တကြီးလိုက်ချက်ဆွေးကြော်တယ်မဲ။အမီးရဲ့တောက်ဖြစ်ရှိတာ။ဘာလို့ထပ်ပတ်ပြီးလဲခုခုကတောက်ပတ်လို့ရတယ်ကျွန်တော်ရောက်ဖို့လို့ထားပါပဲ။ ရင်ကောင်းအဲ့ဘက်ကလုပ်ငန်းတွေကမဖြစ်ဘူးပေါ့ငင်းလောက်တော့ကြတော့အရင်လဲအိမ်ကားနေတာပေါ့အကမ်းပြိုတယ်ပေါ့အကမ်းပြိုတော့ခဏရာကြီးလေးဒီမှာလာခုန်နေကြတယ်ပေါ့ဘဝရဲ့ကြိုးပေးရလဲလုပ်ငန်းလဲကွာအဆင်မပြေကြလူတွေအားလုံးကသွားလာလှုပ်ရှားနေရစောင့်နေရအဆင်မပြေကြဖြစ်နေတော့ဒီမှာယာကြီးကိုလုံးနေတာကရှေ့ရချီပါတယ်ဘယ်လိုရှိပြန်ရတော့ကျွန်တော်တို့မြမမအိတ်ကြတာဝိုင်းနေမှာပေါ့အိမ်ကဝိုင်းနေမှာမြမမအိတ်ကြတာပေါ့အဲ့လိုမိုးကလေးတို့တက်ပြီးတော့ထုံးနေပေါ့အိတ်ကြတာပေါ့ ်လက်ရှိနေတိုင်းစားတော့ရတော့ဒီလိုပါပဲကျွန်တော်တို့ဒီမှာလာလူတန်းတဲ့သူတွေချေစားရတာပဲရှိတယ်။ဒီအားကြီးကုန်းကုန်းပြီးပြီးသွားရင်လုပ်ငန်းတွေဖြစ်ပြီဆိုတော့လုပ်ငန်းတွေလုံချမ်းဆိုတော့လုံချမ်းလောက်စားရတာပဲပြန်နေပါလောက်စားရတာ။အဲ့ကျွန်တော်ကဥရရောက်ကနော်တောင်းပြီးအဖြစ်ပြတာပါလောရတယ်ကျွန်တော်တို့ကျင်းမလာပြီးတော့ဒီကစေးစကန်တွေကလာပြီးသူ့ကဲပြရပါဟိုစကန်ကြလို့ဖြစ်အောင်ပြန်ပြီးဒီနေ့လည်းလာလို့ပဲလူတွေစိတ်မပြအောင်ပေါ့ဟိုဒီလိုပဲတရားရလဲပေါ့စကန်ကြရတယ်ကလာပြီးသူ့ကဲပြရပါ ဟောကျွန်တော်တာဝန်ယူထားတဲ့နေရာကတော့အားလုံးပေါင်းအိမ်တော်ကကျွန်တော်40လောက်ရှိတယ်ဗျ40နဲ့40ပေါ့လူရေရဆိုကျွန်တော်140တော်လောက်ရှိတယ်ဗျအဲကျွန်တော်တာဝန်ယူတဲ့ဆရာကလုံးလုံးပေါ့ကျွန်တော်တို့ဆရာဒီလိုမျိုးရှိတယ်ကျွန်တော်တို့ရွက်ကွက်ကတော့ထိခိုက်ပြဆုံးမှုနဲတာပေါ့ဒါပေမဲ့အဆောက်အဦလုံးဝခံနိုင်သွားတာပုံသွားတာကတော့၄လုံးပါပဲရှိတယ်လူထိခိုက်မှုတော့မရှိဘူးပေါ့အဲ့တော့လည်းဒီမှာရေးစကားခါရတော့လောက်အောင်ဟိုအပွဲတက်ဒီစိတ်တစ်ပိုင်းပေါ့အမိုးလေးတစ်ပြည့်ရှိရတော့ရှိတယ်အော် ပြန်လာပြီဗျ200ဟောက်ရှိတာဟုတ်ဆက်လက်ပြီးတော့နေထိုင်မှုဒါဟိုမသိတော့ဘူးလို့ဆားလို့ဒီကိုတောင်းလာကြတယ်။အဲတော့သူတို့ဟိုမှာအနေအများလို့ပေါ့။အနေအများလို့သူတို့ဘေးကတချို့လူတွေကအဆောက်အဦကြီးကတက်နေတော့ဘေးမှာမနေရဘူးသူတို့ကလည်းအနေအများတယ်။အဲ့တော့ကျွန်တော်တို့ကခေါ်ပြီးတော့ကိုယ်စိုးစိုးဖောက်ဖောက်ပြီးတော့သူတို့ဖောက်ဖောက်ပြီးတာပေါ့။အဲ့ကျွန်တော်တို့လောနဲ့ဒီမှာကျမကြီးမင်းနဲ့ကျမကြီးအနေနဲ့ကျမကြီးဖောက်ဖောက်ဦးတယ်ကျွန်တော်အားလုံးတောင်းဝန်ယူပေးထားတယ်။သူတို့ရတဲ့အလုပ်ရှင်ရှိနေတယ်ကျွန်တော်တို့ရနေစီကလည်းကြာသူတို့ခင်ခွဲပြီးတော့ပြန်လေ။ ပြူပြေးတယ်ပေါ့အတော့ကျန်နေသားတွေကတော့ကိုဒီစားရတော့ရတော့ကတော့အလူရှင်တွေဒုက္ခရဖြစ်နေတယ်နောက်ကျန်လေထူပေါင်းရင်းပြနေကြတော့ဟိုအိမ်ဆောက်ပစ္စည်းတွေပေါ့ဘယ်ဝမလို့ဖြစ်နေတာဒါတော့အလုံးဝိုင်းပန်ပန်ဖို့မှဟိုအဆင်ပြေမှလေနောက်တစ်ခုဟိုဘယ်လိုခေါ်မလဲစိတ်စောက်ထားတာမဟုတ်ဘူးအိမ်လေးကတော့ဟိုလူသားချင်းတွေအိမ်လေးဆောက်ထားတယ်အဲ့အိမ်လေးကကိုယ်ကနေတော့ပြေကြတော့နောက်တစ်ခါပြန်ဆောက်ဖို့ဒီမှာအဆင်ပြေအလုံးဝိုင်းပြမှတော့အဆင်ပြေတယ် ဲဒါကတော့ကျွန်တော်တို့လက်ရှိကိုယ်အနေနဲ့ဟိုမိဘကဝိုင်းပူနေတယ်ကျွန်တော်တို့ငငယ်အစီပြေတာပေါ့နော်ဟိုငငယ်ငငယ်ငောက်တယ်ပို့လို့ရတာပေါ့ဟိုဘယ်လိုဖုန်းလဲကျွန်တော်တို့ငငယ်ကျွန်တော်တို့လူလဲအစီဟိုဆက်နိုင်တာပေါ့နော်ဒီလိုဆိုတော့ကျွန်တော်တို့အားနဲ့ဆိုတော့ဟိုတိုက်ကြတယ်ပဲဟိုဆက်ရတယ်ကျွန်တော်တို့အများကြီးအစီပြေရမလို့ပြင်နိုင်အားလုံးဝိုင်းပူနေတော့ကျွန်တော်တို့ဒီလောက်တော့လက်ရှိရဖက်ဖွဲ့စည်းလို့ကျွန်တော်တို့ဒီတောင်ရှိတဲ့လူတွေဝိုင်းပူနေတာပဲ ။အော်ပြပါလေဝမ်းကူကြီးလို့ဆိုတော့ကျွန်တော်တို့ညာလည်းအောင်နေပုံမယ်။ဘယ်လဲဒီဒီတော့ဥမာဟိုဖြစ်တာပေါ့။အော်ဒါဆိုရင်ကျွန်တော်တို့ဟိုလေဘုန်းဒီကျောင်းဟိုတားလေးဒီကြီးခါပေါ့။နောက်တော့ဒါမျိုးရှိနေလို့မကြုံအောင်လဲကျွန်တော်တို့လည်းအများကြီးဟိုစုမောင်းတော့ပြီ။ဟုတ်တယ်။ဒါမျိုးမကြုံပါနဲ့လို့ပဲစုမောင်းတာ။